Hello. Oh, it's raining, raining, heavy rain today. It's raining the whole day. Look. No. hello everyone welcome back to my channel so ဒီတစ်ခါဒီ alix ရဲ့ဒီ vlog season ကြတော့ဒီ bermis လို့ပြောပြီးတော့အာတင်ဆက်သွားမှာဖြစ်ပါတယ်ဆိုတော့ဒီတစ်ခါ season ကြတော့ eric ဆိုဒီခီးသွားတဲ့တွေ့ကြုံလေးနဲ့ပတ်သက်ပြီးတော့ဝင်ပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒါတော့ eric တို့ဒီသွားမဲ့ခီးစဉ်ကိုကားပေါ်မှာရောက်ပြီပေါ့နော်ဆိုတော့ကားပေါ်ရောက်တဲ့ချိန်မှာဆိုလို့ရှိရင် eric ကထန်အနေနဲ့ငုံသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ9နာရီ10နာရီလောက်ကားစီးရပါတယ်

ဒီရန်ကုန်မှာဆိုလို့ရှိရင် Airbnb တို့ကဒီ Reno Hotel ကို book လုပ်ထားတာဖြစ်တယ်ပေါ့နော်အခုကတော့ Reno Hotel ကိုရောက်နေပါပြီရှင် Hi. Door. Okay. ဟုတ်ကဲ့ breakfast မင်း။ breakfast ဘောလို့လုပ်ပြရအောင်နော်။ ဟာလောက်ပြီးလို့ရလားဟုတ်တချက်လောက်လောက်ပြီးလိုက်နော်ဟုတ်ကဲ့ဟိုင်းဆိုတော့ဒါကအမ်အလက်ဆာတဲမဲခန်ဖြစ်ပါတယ်ဒါရီနိုဟိုတယ်ပါရောက်ပြီတယောက်တယ်ပဲဆိုတော့ဒဘယ်ဘက်နဲ့ပါပဲပြီနော် so အခန်းပြင်ဆင်လေးတွေကိုတစ်ချက်လောက်ပြပြမှာဖြစ်ပါတယ် အာဒီမှာဆိုလို့ရှိမှာကအောင်မီနီဟိုရေကြီးတဲ့ရေကြီးတဲ့တလုံးရှိရပေါ့နော်ဒီမှာမတ်တင်ကလေးတွေပါဒီမှာကအင်းဒီမှာဆိုလို့ရှိရင်တဲ့ဆေးလေးတို့ fake တို့မတော့ရအောင်ပေါ့နော်ပြီးရင်ဒူးရင်ဒီလဲစားလို့မရဘူးတဲ့ပြီးနော်တွေ့ရနော်ဒူးရင်ဒီချစ်တွေချစ်တွေဆိုလို့ရှိရင်ဒူးရင်ဒီစားလို့မရပါဘူးဒါခုနှလုံး ြောင်း view လေးတစ်ချက်ကြည့်မယ်ဝါး view လေးကအရင်လှပ်ပါတယ်ဟိုမှာမြင်တဲ့အတိုက်တလုံးလို့ရှိပါတယ်ကြည့်ပါဒါက Alex ဆိုနေတာကတော့ငားလွားပါငားလွားပါမြင်ပြရတဲ့ view လေးဖြစ်ပါတယ်แกนอกตะคูจ้ะรออืมดาวิโด အမှုတွေထည့်တဲ့အခန်းပေါ့နော်။မကအိဒါရီချူခန်းအာမောင်နဲ Sorry to lower ။ဟာအိဒါရီချူခန်းဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်တော့ဘတ်ထပ်ပြည့်လိရှိရနော်။အကောင်လေးတို့မှဖွင့်ရတယ်။ဒါရောမောင်နဲ။မဆိုရင်ဘတ်ထပ်ပြည့်လိရှိရ။အမင်းဖွင့်လို့ရရဲ့အဲစကမင်းမဖွင့်ရလေ။ းရောက်လာတာတော့လေးတိုင်းခွဲကားတိုင်းကြရရောက်တယ်ပေါ့နော်အခုတိပါမစားသေးဘူးဆိုတော့အပြင်မှာထွက်စားဖို့ကလည်းမိုးကလည်းအရင်ရွာနေတာဖြစ်တဲ့အတွက်ကြောင့်လို့ဒီ Reno မှာပါစားတော့ရတယ်ဆိုတော့ကိုကျွန်မဒီကနေမှလိုက်တော့မယ်နော်ဆိုတော့အော်ဒီမှာပါရှိ ပြီးတော့ပါပြီ။မီနူကတော့မတွေ့ဘူးပေါ့နော်။ဒီသူတို့စီမှာရှိတဲ့အစားတောက်ပဲ။ဘာရလဲပေါ့။ဆိုရတဲ့ပုံအောင်မူတည်ပြီးတော့ပဲစိတ်ပြသူတို့ပဲစားလိုက်ပါတော့မယ်။အခုခီးစင်ကတော့အမှန်တကယ်တော့ Avis to Guardian ကိုခီးစင်တော့မဟုတ်ဘူးဒါပေမဲ့ရန်ကုန်မှာကျတော့ဟိုတင်ရိုက်တယ်ပေါ့နော်ဆိုတော့အခုဆက်သွားမှာကျတော့ဒီ Shantown ခီးစင်ကိုဆက်သွားမှာဖြစ်ပါတယ် အတော့ Aristotle's ရှမ်းပြည်ကိုရောက်ပြီပေါ့နော်ရှမ်းပြည်ရဲ့တိရုဒ္ဓကအရန်ကောင်းတယ်ပြီးတော့ဒီတိုးတောင်းရင်မြေတဘာဝလည်းအရန်ကောင်းတယ်ပေါ့နော်ဒီမှာသတိထားမိရတခုကသူကအဲ့အကောင်းလေးတွေတရားတယ်ဒါပေမဲ့အရင်တော့အထင်သမကြီးပါနဲ့ဒီရှမ်းပြည်မှာရှိတဲ့အဲ့ကသူကရာတိဥတုတန်ကိုခံနိုင်အောင်တိဆောက်ထားတဲ့အဲ့တွေဖြစ်တယ်ဆိုအထဲမှာတော့အခွန်အလွတ်ကြီးပဲပေါ့နော်ဒီမျိုး hall type တွေပဲများပါတယ်ဒီနေရာကတော့ကိုရီတရားမဲ့ဟိုတယ်ဖြစ်ပါတယ်အာ ဟိုတယ်ရိုင်းရောင်းဖြစ်တဲ့ပေါ့နော်ဆိုဒီနေရာမှာသူဟိုတယ်ကသူကဟို resort နဲ့ပုံစံလိုနဲ့အာသူကလှုပ်ထားတယ်ပေါ့နော်အကျဲအကျဲကြီးပဲပြီးလို့ရှင်ကအုတ်ဆူလိုက်လာပြီးတော့ပန်းဖြေနိုင် လို့ရတဲ့နေရာတစ်ခုလည်းဖြစ်တယ်အဲရာသီဥတုကလည်းအရန်ကောင်းတယ်ပေါ့နော်ဒီမှာဆိုလို့ရှင်အရန်လည်းမပူဘူးပြီးလို့ရှင်ဟိုမိုးရလို့ရှင်တော့ဟိုပို့ပြီးတော့အေးဆစ်စိတ်အေးဆစ်စိတ်နဲ့ပေါ့နော်သူရာသီဥတုကဟို eric ဆိုလို့ရှင်အရန်ကြိုက်တယ် အာဟုတ်ကဲ့တင်ထားတယ်အာနန်းခိုင်းချိုနမည်နဲ့ရွှေကံဘောဇာလားဟုတ်တယ်ဟုတ်တယ်ရွှေကံဘောဇာဟုတ်ပါဒီပါဒီဗန်ဒီစပါရနတ်ထုတ်ပဲဟာကားစရာတဲ့ဟာဆလာချူချူလေးဟုတ်ကဲ့ဟုတ်ဒီစပါ နှမ်းလေးတည်းထည့်လို့ရအောင်နော်ဟုတ်ကဲ့ထည့်စီလို့ကြဲရဲစမအေးလိုက်ကအဖြူဖွင့်လိုက်ပါလားစမမင်းသမီးပြလုံးလို့အေးဖွင့်ချလိုက်ဒီပြည့်ပြည့် ဆိုဒီ resource ရဲ့ပုံစံအနေထားကလေးကြတော့သူကဒီ volunteer လေးတွေရှိတယ်။အဲ့ volunteer မှာကိုကအောက်စုလိုက်လို့ပေါ့တော့အဖွဲ့လိုက်နဲ့လာမယ်ဆိုလို့ရှင်ထွက်ပြီးတော့အပန်းပြေနိုင်လို့ရတယ်။အာဥစားပေါ့ချိတ်လဲလို့ရတယ်ပေါ့နော်။ဆိုတော့ဒီ volunteer ပဲခြံထွက်လိုက်မယ်ဆိုလို့ရှင်အရင်လာပါတဲ့အတောင်လေးတွေကိုမြန်မာဖြစ်ပါတယ်။ ဆိုတဲ့တစ်ခေါက်ဒီ Alex ရဲ့ Brock season ကတော့တော်တော့ပါပဲနောက်တစ်ခေါက်မှ Ari S တို့ပြန်လဲပြီးတော့အဆုတ်တွေ့ကြရအောင်เนาะ